မင်္ဂလာပါညီကိုနေကောင်းကြမှာချမ်းသာကြပါလိမ့် FIFA Club World Cup တပ်ပွဲစဉ်၄ပွဲကျွန်တော်ရွေးချက်ထားပါတယ်ဒေါ်မွန်ပွဲရဲ့ရှန်နန်ပွဲရဲ့ကတော့မြန်မာစံတော်ချိန်ညတနေ့ပွဲမှာကံပဲပေါ့နော် Inter Milan နဲ့တာဥရဝါရောကတော့မနေ့9နာရီပွဲမှာကံမှာဖြစ်တယ်ပေါ့နော်ထိုင်းစံတော်ချိန်ကတော့ည9နာရီနဲ့မနေ့8နာရီဖြစ်တယ်ပေါ့ဗျာဒေါ်မွန်နဲ့ဥလ်ဆန်တို့ပွဲစဉ်မှာဆိုရင်တော့ဒေါ်မွန်ကနှလုံး40နိုင်ဘူပေါင်းကြီး340ရှုံးဆိုတာပေးထားတယ်ပေးရတယ် ်အူလ်ဆန်တဲကတော့ထွက်သွားပြီပေါ့နော်သူကတော့အဆင့်၄မှာရှိတယ်ရမလမရထားသလိုအနောက်ဘွဲလုံးနဲ့ရှုံထားတာပေါ့နော်ဒေါမွန်တဲကတော့တပွဲနဲ့တပွဲတည်းကြီး၄မှာရထားပါတယ်ဒေါမွန်တဲဆောကတဲ့နှစ်ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တပွဲကတော့ကူမီနက်ပေါ့နော်ဇီဇီကြတယ်ပြီးရင်ရှန်နောင်းအတင်းကိုဖိုတရီနဲ့နိုင်ထားတာပေါ့နော်နှစ်ပွဲလုံးချိန်ရှုံထားတယ်လည်းတွေ့ရတယ်ဦးစံအတင်းကိုချိမဲ့ဆိုရင်သူလည်းနှစ်ပွဲလုံးချိန်ရှုံထားတာပေါ့နော်ရှန်တောင်း1-0နဲ့ရှုံတယ် luminance ကို4 2နဲ့ရှောင်းထားတာလည်းတွေ့ရတယ်ဗောနော် white source ကိုကြည့်လိုက်မှာဆိုလို့ရှင် domain အနိုင်ကို20စာတရီကို6စာဥစားအနိုင်ကို73စာပေးထားတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော် domain body ကြိုက်ပါတယ်နောက်ထပ်တပွဲကတော့ shutdown နဲ့ luminance တို့ရပွဲစဉ်ဖြစ်တယ် luminance အတင်းတလုံး90နဲ့ဘူပေါင်းကြီးတလုံး90နဲ့ဆိုမှာပေးထားတာတွေ့ရတယ် ဒါရှင်နာအတင်းဆိုတာကလည်းဒါတော်တော်လေးလုတ်ပြတာလည်းပေါ့နော်ဒေါ်မနာပေါ်မှာအကုန်လုံးတည်တဲ့အတိုင်းပဲဗျာအပူလူနက်အတင်းကတော့အဆင့်တက်မှာရှိတယ်လေးမှရထားတယ်ရကူလေးကိုပေးဖို့နဲ့ကိုရှင်နာအတင်းကတော့တပွဲနိုင်တပွဲရှုံးမှာနော်၃မှနဲ့အဆင့်၃မှရှိတယ်ဒီ group မှာတော့တော်တော်လေးပြန်ဆိုင်မှုပြင်ထန်လာမယ်ဒီ၃နဲ့ကတော့ကျွန်တော်တွက်မိတယ်ပေါ့နော် ရှင်နောင်းအတင်းရဲ့ဆော့ထားတဲ့နပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှင်ဥစ္စံဝန်းစည်းနဲ့နိုင်တဲ့တော်မွန်ဖူတရီနဲ့ရှုံးနေပါတော့။နပွဲလုံးကြည့်အောင်ကန်ထားတာလည်းတွေ့ရတယ်။ Luminous အတင်းကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော်မွန်ကိုစည်းစည်းဆော့တဲ့ဥစ္စံဖူတူနဲ့နိုင်ထားတဲ့ဒီလက်နပွဲလုံးကြည့်အောင်ထားတာတွေ့ရတယ်ပေါ့နော်။ဒါဘရာဇီးကလပ်တွေကလည်းတော်တော်လေးကောင်းပါတယ်။ဘတ်တူဟက်တွေကတော့ဒီနှစ်သိမ်းမှမရှိဘူးပေါ့နော်။ဒါဝိုင်းစတူအော့စ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒါရှန်တောင်းအနိုင်ကိုလေးစားပါเนาะတရေကိုလေးစားနေပါတော့ပြေးထားပါတယ် voluminous အနိုင်ကိုတော့83ပြားပြေးထားတယ်ပေါ့เนาะလက်ရှိဖွင့်ထားတဲ့ body jig ဖြစ်ပါတယ် wise to offset g တွေဖြစ်တယ်ပေါ့เนาะတလုံး90နိုင်ပြီးရင်ကျွန်တော်အနားနည်းကပြောင်းလဲတွေထပ်ဖြစ်နေဖြစ်နိုင်သေးတယ်ပေါ့เนาะဒီ body jig နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှန်တောင်းအသိမဲ့ကြိုက်တယ်ဗျာရှန်တောင်းအသိရဲ့ body ကြိုက်တယ်ဒီ body jig နဲ့တော့ကျွန်တော်ရှန်တောင်းအသိမှာရှောင်းလာဘူးလို့ပဲတွက်မိတယ် ပင်တောင်းလုံး60နိုင်ဆိုရင်တော့ကျွန်တော်ဘောနော်ဒါကိုပေါင်းအပေါ်ရိုက်ချင်လားရိုက်ကြည့်ဘောနော်ပပလေးရိုက်ကြည့်ဘောနော် body မှာတော့ရှန်နောင်းအတင်းချိုက်ပါတယ်ပွဲစဉ်တပွဲကတော့ဒါ Inter Milan နဲ့ River Plate တို့ရဲ့ဒါမနေ့9နိုင်ခွဲကမဲ့ပွဲစဉ်ဘောနော် Inter Milan level 90နဲ့ကိုပေါင်းချင်းနှလုံး80ရှုံးပေးထားတာတွေ့ရပါတယ် Inter Milan ကတော့ဒါ table မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆင့်နှစ်မှာရှိတဲ့၄မှာ River Plate ကတော့အဆင့်တစ်မှာရှိတဲ့၄မှာပေါ့နော်ရာကို ပေးကူးနဲ့နဲ့ကွာနေတာတွေ့ရတယ်အင်တာမီလန်ဆော့ကရနပွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဘူရာဝါကို2-1နဲ့နိုင်တဲ့မွန်တမွန်တာရီကို1-1ဆော့ထားတယ်နပွဲလုံးကြီးရှုံးထားပါတယ်ရီပါဘလစ်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ရီပါဘလစ်တင်ရဦးရာဝါကို3-1နဲ့နိုင်တယ်တမွန်တာရီကိုစီးစီးဆော့ရမှတော့ကြီးပေါ့နော်ကျွန်တော်အများကြီးတော့ရှုံးလာတာမဟုတ်ဘူးနည်းနည်းတော့ကျွန်တော်ရှုံးတာပါပဲပေါ့နော်ဒီနှစ်တင်းရလေ head to head တွေပါတော့မရှိဘူးဗျာ wise to us ကိုကြီးလိုက်မယ်ဆိုလို့ရှိရင် inter milan အနိုင်ကိုဒါဘောနနဆလောက်ပြေးထားတဲ့တေးကို3ဆနဲ့ republic အနိုင်ကို4ဆနေပါလောက်ပြေးထားတယ်ဗောနဒီ body g နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်က republic body ပဲခြိုက်တယ်ဗျာ republic အပြင်ခြိုက်ပါတယ်နောက်ထပ်တပွဲကတော့ဥရဝနမွန်တာရီတို့ရဲ့ပွဲစဉ်ဗီတမွန်တာရီကတော့တလုံး90နိုင်နဲ့ဘူပေါင်းကြီး3လုံး90နိုင်ဆိုမှပြထားတာပြရတယ်ဗျနော် ဥရဝဆိုတဲ့အသင်းကတော့ကျွန်တော်ဒါထွက်သွားပြီပေါ့ဗျာပြောမှဆိုလို့ရှင်နာနှစ်ပွဲလုံးရှုံးထားတယ်သူလည်းဥလ်ဆန်လိုမျိုးပါပဲမွန်တာရီကတော့ဒါနှစ်ပွဲသိရရှုံးမှမရှိနမရထားတာပေါ့နော်ဒီပွဲကဒါနိုင်လိုက်မှဆိုရင်သူတို့ကလည်းငားမရပါမှာနော်ဒီ internet republic တခုဖြစ်မှဆိုရင်တော့သူတို့ကမျောလင်းချက်ရှိနေတာတွေ့ရတယ်ဗျာဥရဝဆော့ထားတဲ့နှစ်ပွဲကိုကြည့်မှဆိုလို့ရှင် republic ကို3-1နဲ့ရှုံးတယ် inter milan 2-1နဲ့ရှုံးတယ် တပွဲကြည့်အောင်လည်းတပွဲကြည့်ရှုံးထားတာတွေ့ရတယ်။သူ short ထားတဲ့နှစ်ပွဲလုံးမှာသူဂိုးတွေထည့်ထားတာတွေ့ရတယ်ပေါ့နော်။မွန်တာရီကိုကြည့်မှဆိုရင်မွန်တာရီကတိုက်စစ်တော်တော်လေးအားနည်းတဲ့အဖြစ်ပြ။မွန်တာရီကိုကြည့်ရမှာဆိုရင်တော့မွန်တာရီအတင်းကတော့အင်တာမီလန်11ဆော့ထားတာတွေ့ရတယ်။ဒီဘက်မှာသူတို့ကြည့်အောင်ထားတာတွေ့ရတယ်။နောက် Republic ကိုတော့သူတို့ ZZ ဆော့ထားတယ်ပေါ့နော်။ ဒီပွဲစဉ်မှာလည်းသူတို့ကြည်အောင်ထားပါတယ်။နှစ်ပွဲလုံးကြည်အောင်ထားတာမျိုးလည်းကျွန်တော်တွေ့နေရတယ်ပေါ့နော်။ဒါဥရဝအတင်းကလည်းတိုက်စစ်ကဂူးတွေပြန်ရနေတာမျိုးတွေ့ရတဲ့အချိန်ကျတော့ကျွန်တော်နည်းနည်းလေးသတိထားမယ်အပိုင်းလေးရှင်းရပါမယ်။ဥရဝအတင်းကထွက်တော့ထွက်သွားရပေါ့နော်။ဒါပေမဲ့ဂူးတွေပါလေရနိုင်တဲ့အချိန်မျိုးမှာရှိတယ်ပေါ့ဗျာ။ဒါပေမဲ့ကစားသမားတွေကအနာခံမလို့ကျွန်တော်တော့တိုက်မထင်ဘူးပေါ့နော်။ Wise to Osco ကြီးလိုက်မယ်ဆိုရင်မွန်တာရဲ့အနိုင်ကိုပဲပြန်ရှစ်တဲ့တကြီးကို ဒါလေးစနေပါလောက်ပေးထားတယ်ပေါ့နော်ဥရဝအနိုင်ရောလေးစကွဲလောက်ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်မိတယ်ဗျာ390နိုင်ပေါ့နော်ဂိုးပေါင်းအပေါ်ကြိုက်မိတယ်အကယ်၍ body ရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါမွန်တာရီ body ပဲရိုက်ကြည့်ရမှာပဲလေနော်ဒီမွန်တာရီအမှတ်လည်းလိုနေတယ်ဆိုတော့ဒီမွန်တာရီ body ကိုရိုက်ကြည့်ဖို့အချမ်းပေးခြင်းပါတယ်ဆက်လာပြီးတဲ့အသင်းတွေကတော့ဒီနေ့ကတော့ဒါ shutdown နဲ့ illumination ဆိုရင် shutdown အသင်းကိုရွေးချယ်ထားပါတယ် တောမွန်နဲ့ဥစာမှာဆိုရင်တောမွန်ရွေးချယ်ထားပါတယ်။ဥရဝါနဲ့မွန်တာရီဆိုမွန်တာရီရွေးချယ်ထားပါတယ်။ပြီးရင်အင်တာမီလာနဲ့ရီဘာဘလစ်မှာတော့ရီဘာဘလစ်ရွေးချယ်ထားပါတယ်။ဒီကိုအလုံးအဆင်ပြေကြပါသေး၊ကျမ်းမှချမ်းသာကြပါသေးဗျာ။ဘလုံးပေါ်လည်းပေါ့ချပါသေး။အခုတော်တော်တအားလွဲနေတယ်။တတော်လေးလွဲနေပါတယ်ဗျာ။တတော်လေးလွဲနေတယ်။တတော်လေးတုံးတက်ပြီးလည်းလောက်တာပဲဗျာ။ကျွန်တော်ထင်တာယာဒီဥဒုအချင်းနဲ့မျက်ခင်းအချင်းတွေကြောင့်ပဲဖြစ်နိုင်တယ်လို့ထင်တယ်။ပြီးတော့ကစားသမားတွေအနာမခံခြင်းဘူး။ ရှောင်ပြီးမှဆော့တယ်ဗျ PSG နဲ့ပွဲမှာဆိုတော်တော်လေးတိတာတယ်။နေ PSG ဆော့သွားတဲ့ပွဲဆိုရင်သူတို့တွင်းရင်တွင်းလို့ရတယ်လင်းအားလုံး။ဒါပေမဲ့သူတို့တောင်းမှမတွင်းဘူးဗျာ။ဘလို့ဖြစ်ဖြစ်ချင်းချိန်ပြီးမှထိုးကြပါဗျာကျွန်တော်တို့အကောင်းဆုံးကြိုးစားထားပေးတယ်ပေါ့နော်။ဒါဘောလုံးကတော့အကလုံးတိတဲ့အတိုင်းပဲဘာမှပြောကြအောင်မလုပ်ဘူး။ဒီမှာကျွန်တော်တန်ရချင်းတယောက်ရှိတယ်။ဒီထိုင်းနိုင်ငံမှာသူဆိုရင်ဘန်ကွေတိန်နဲ့အားသာတော့ကုန်သွားပြီဘောလုံးပွဲနဲ့အဲ့ဒါပဲကြည့်ကြပါဗျာ ပန်းွေတိုင်ပေါင်းနေရ90ကျော်နေပြီ10နဲ့ဆက်နဲ့အတော်တွေမှာဒီဘောလုံးတအားဆွဆန်းလန်းထိုးတာဗျဒါဘဝတုတအနေနဲ့ပြောပြတာပါကျွန်တော်လည်းထိုးတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးအများကြီးမထိုးဘူးကျွန်တော် wine ဘက်မှာနည်းနည်းပါပါပါဘောနော်ပန်း90တရာနေရလောက်ပဲလောင်းတယ်အပြောသဘောပဲကျွန်တော်ကစီပွားရေးပြတော့မထိုးပါဘူးညီကိုအလုံးအဆင်ပြေကြပါစေ